်မင်္ဂလာပါရှင်ဒီကနေ့ရဲ့နောက်ဆုံးရထိတ်တန့်သတင်းတွေကိုတင်ဆက်ပေးပါတော့မယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ကြီးစံမတုံတဲ့အမေရိကန်သမရာကြီးကမြန်မာစစ်တပ်ကိုဘလို့အဆုံးသတ်ပေးနိုင်မလဲကဘာကြီးကတော်တော်လေးလှုပ်နေတာ အားလုံးသိကြမှာပါကဘာကြီးလှုပ်တိုင်းမြန်မာပြည်သူတွေလည်းမျောလင်းချက်လေးတွေနဲ့ခေါင်းထောင်ကြီးတက်လာတာအာနာသိမ့်ပြီးစကြတဲ့ကဆိုပါတော့အခုဆိုမြမွေဦးတော်လည်ရေဟာလက်နက်ကင်လန်းစင်နဲ့နိုင်ငံတကာတန်တမန်နီလန်းကိုအချိုးကျကျအတုံးချအဖြစ်ရှာရမှာဆိုတော့ ချာနိုဗိုင်းနျူကလ িয়ার ဆက်ယုတ်ကြီးပုံကျဲခံခဲ့ရတဲ့ကလည်းမျှော်လင့်ကြတယ်။ဟာမတ်စ်နဲ့အစ္စရေးတိုက်ပွဲမှာလည်းငါတို့နိုင်ငံအတွက်တခုခုများထူးခြားလာလိမ့်မလားလို့မျှော်လင့်ခဲ့ကြတယ်။အိန္ဒိယနဲ့ပါကစ္စတန်ပွဲ၊တရုတ်နဲ့အမေရိကန်ရဲ့အခွန်တိုက်ပွဲ၊တရုတ်နဲ့ထိုင်ဝမ်၊တရုတ်နဲ့ဖိလစ်ပိုင်၊အမေရိကန်နဲ့ဗနီဇွဲလားအထိမျှော်လင့်နေခဲ့ကြတာပါ။တက်လာခါစားကတော့ ဒေါ်လာရေးအကြောင်းပြပြီးမိသားစုလိုက်အမေရိကအိမ်မက်မက်နေသူတွေမကြိုက်ကြပေမဲ့အမေရိကန်သမ္မတကြီးကတော့ကဘာကြီးကိုခက်ချမ်းချမ်းကင်တွယ်ပြီးငြိမ်းချမ်းရေးတွေလှုပ်ပြလာတော့ဘောကြောင်ကြောင်လူကြီးလို့ပြောင်ချော်ချော်လုပ်နေတဲ့ကဘာနိုင်ငံကောင်းဆောင်တွေစွန့်အားသွားကြတယ်။အဲ့ဒီလူကြီးကဒီရက်ပိုင်းမှာမကြခင်ချင်းပါတော့မယ့်အာဆီယံညီလာခံတပ်ဖို့သူ့ရင်ထဲကအတိုင်တောင်းဆိုမှုတွေလှုပ်လာတယ်။ အာဆီယံကလည်းအခက်တွေ့စေတဲ့တောင်းဆိုမှုဆိုတော့လိုက်ရောရအခက်ညင်းပယ်ရအခက်ဖြစ်ပေမဲ့အခုတော့ဒီလူကြီးကအာဆီယံကြီးလာခံတက်ဖို့အဆင်သင့်ဖြစ်နေပြီလို့အတန်တွေကြားနေရတယ်။ဒီတခါအာဆီယံကြီးလာခံကိုဒီလူကြီးတကယ်ရောက်လာရင်တော့မြန်မာအာဏာသိမ်းစစ်တပ်အတွက်တကယ်ကိုမချောင်လောက်ဘူးလို့သုံးသပ်ခြင်းနဲ့ကမ္ဘာခင်းချင်းကိုအခြေအနေကြည့်ပြီးသုံးသပ်တာနော်တကယ်အရေးကြီးတာကပြောပြရင်တကယ်လုပ်ရမယ့်လူတွေကသုံးသပ်သူထက်ပိုပြီးအရေးကြီးတယ်ဆိုတာသိစေချင်တာပါ ကောင်းပြီအမေရိကန်သမ္မတကအာဆီယံညီလာခံကိုတက်ချင်နေတဲ့အကြောင်းရင်းကဘာများဖြစ်မလဲဒီလူကြီးအာဆီယံကိုလာချင်နေတဲ့အဓိကကိစ္စကမြမနွေဦးတော်လန်ရေးကိုသူစီကစစ်တပ်တွေလွတ်ပြီးအဆုံးသတ်ပေးဖို့တော့မဟုတ်ဘူးသို့ပေမဲ့ဒီလူကြီးအာဆီယံစည်းဝေးကိုတက်ချင်နေတဲ့ကိစ္စကမြမအာနာသိန်းစစ်တပ်နဲ့တိုက်ရိုက်ပတ်သက်နေတယ်ပြောရရင်အမေရိကန်သမ္မတကြီးအာဆီယံစည်းဝေးကိုလာချင်နေတဲ့ကိစ္စမှာမြမအာနာသိန်းစစ်တပ်ကအဓိကပထမရာဇဝတ်ကောင်အနေနဲ့သတ်မှတ်ထားတယ် ဒုတိယကတော့တရုတ်အာဏာပိုင်အချို့နဲ့တရုတ်ဒူးစစ်ရိုက်သမားအချို့ပါတတိယကတော့ရှူရီးယားကမ်ဘောဒီးယားနဲ့လာအိုနိုင်ငံကဒူးစစ်ရိုက်ခိုင်းတွေပါကျန်တာကတော့တောင်တရုတ်ပင်လယ်အရေးမှာခြိုင်ဝမ်ဖိလစ်ပိုင်တို့ရဲ့အခြေအနေတွေနဲ့အယံထားပြီးလာပါလိမ့်မယ်အမေရိကန်သမ္မတကြီးကကဘာကြီးထံကနေမတရားနည်းနဲ့အာဓမ္မငွေရှာနေတဲ့ကြားဖြန့်ခိုင်းတဲ့ပတ်သက်ပြီးနှိမ်နှင်းချနေတဲ့အသည့်ဘေးစကားတွေပြောကြားထားသလို့ မကြသေးခင်ရပ်ပိုင်းကလည်းမြန်မာဟာမူရဲ့စေဝါအကြီးစားထုတ်လုပ်ဖြန့်ချိနေတဲ့နိုင်ငံလို့ပြောကြားထားပါတယ်။အမေရိကန်သမ္မတကြီးသာအာဆီယံအစည်းအဝေးကိုရောက်လာဖြစ်မယ်ဆိုရင်မူရဲ့စေဝါကိစ္စနဲ့ကြားဖြန့်ကိစ္စကိုအပေါ်ရန်သဘောမဟုတ်ဘဲနှက်ဆိုင်စွာဆွေးနွေးအဖြစ်ရှာပါလိမ့်မယ်။တောင်တရုတ်ပင်လယ်ကိစ္စကတော့မိတ်ဆွေဆက်ဆံရေးအတိုင်းအဖြစ်သဘောလောက်သာဆွေးနွေးမယ်လို့တထစ်ချခံမှန်းလို့ရပါတယ်။ကောင်းပြီ။ကြားဖြန့်ဆိုတာဘယ်သူလဲ။ဘယ်နေရာမှာလဲ။ဘယ်လောက်ဒုက္ခပေးနေသလဲ။ဆိုတာကိုကြည့်ကြရအောင်။ နဝတခိမကရင်နှစ်ဖွဲ့ကွဲတယ်ဘာသာရေးကနေကွဲကြတယ်ဗုဒ္ဓဘာသာအဖွဲ့ကို DKPA ဆိုပြီးစစ်တလက်အောက်ခံလုပ်ခိုင်းနေ BGF နေကြဆောင်အဖွဲ့ဆိုပြီးနာမည်ကပြောင်းနေ BGF ကိုစစ်တပ်ဖွဲ့စည်းပုံအတိုင်းယာတုနဲ့ခန်းစားခွင့်တွေပေးပြီးငွေစားတယ်နေမည်အပိုင်းစားရလိုက်တဲ့ BGF ဟာသူ့နယ်အတွင်းမှာဝင်ဝင်များများရဖို့တရုတ်လောင်းကစားသမားတွေနဲ့ပေါင်းပြီးရွှေကုတ်ကိုမြို့သစ်တည်တယ် BGF ကောင်းဆောင်စောချစ်သူဟာဘရင်ကန်တပါလို့မြန်မာနဲ့ထိုင်းနယ်ဆက်ကကရင်ပြည်နယ်ထဲမှာ တကိုးထွာလာစေတယ်။ဝေစုကိုမြမအာနာသိန်းစစ်တပ်ခေါင်းဆောင်ပိုင်းတွင်နဲ့မျှဝေယူကြတယ်။တရုတ်အစိုးရ၊ထိုင်းအစိုးရ၊လာအိုအစိုးရနဲ့ကမ္ဘောဒီးယားအစိုးရဝင်အချို့လည်းပါဝင်ပတ်သက်နေလို့ကြားပြန့်ဟာကမ္ဘာပလိကြီးကိုယ်တိုင်ဝင်ရောက်ဖြေရှင်းမှာအဆင်ပြေနိုင်မယ်လို့နိုင်ငံတကာအတိုင်းဝိုင်းကအတည်ပြုကြတယ်။ကမ္ဘာနိုင်ငံအသီးသီးကပြည်သူအချို့ကိုပြန်ပေးဆွဲအတင်းအဓမ္မလိမ့်လေခိုင်းတာကနေအတွင်ကလီစာဈေးကွက်အထိကျယ်ပြန့်အတင်းရဲလာတဲ့အထိစိုးရိမ်စရာကောင်းနေတာပါ။ ဗနီဇွဲလားကိုစစ်ပြုတ်ချင်နေတဲ့ကိစ္စကလည်းမူရည်စေဝါကိစ္စဖြစ်နေတဲ့အတွက်ကမ္ဘာလူဆိုနှိမ့်နှင်းရေးကောင်းဆောင်အမေရိကန်သမ္မတကြီးကမြန်မာကောင်းဆောင်တွေကိုမူရည်ရစာတွေလို့ကင်မွန်တက်လိုက်တယ်။ဒီတော့တော်လန်ရေးစကလေးကလက်နက်ကင်တော်လန်ရေးကိုအားကိုးနေရတယ်လို့ကမ္ဘာဒီပလိုမေစီနီလန်နဲ့ဘလုံများအရေးယူမလဲလို့ပြောလင်းခဲ့ကြတဲ့မြန်မာပြည်သူအတွက်ရထားလာပြီးဆိုတဲ့မထင်မရှားဘူတာလီကရထားစောင့်နေသူတယောက်လိုမျှော်လင့်ချက်တွေနဲ့စောင့်နေခဲ့ကြတာအချိန်လေးကြာခဲ့ပါပြီ။ ဒီတခါအမေရိကန်သမ္မတအာဆီယံအစည်းအဝေးကိုသာရောက်လာခဲ့မယ်ဆိုရင်မြမအာနာတိန်စစ်တပ်ဟာသူတို့မွေးစားခဲ့တဲ့ BGF ကြောင့်ပဲအဆုံးသတ်သွားရနိုင်ပါတယ်။ချီဆန်မတုံးပဲဖြည့်ရှင်းရေးလုပ်နေတဲ့ဒီလူကြီးဟာမြမစစ်တပ်ကိုဘလို့ကင်ထွဲမလဲဆိုတာတော့မွေးရောင်ပိတ်ကားပေါ်မှာဆက်လက်ကြည့်ရှုကြရမှာပါ။ဆလပီရှမ်းမြောင်မှ TNL ထိန်းချုပ်မြို့လေးမြို့ကိုစစ်တပ် တပြိုင်တည်းပုံချိန် TNL နဲ့မှာဟာမိတ်တွေထိန်းချုပ်ထားတဲ့မိုးကုတ်မြို့ကိုလည်းပုံချဲတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် တောင်တက်မတော် DNL ထိန်းချုပ်ထားတဲ့နတ်ဆန်မန်တုံမိုးမိတ်နဲ့မိုင်းငေါမျိုးတွေကိုအာနာသိန်းစစ်ကောင်စီတပ်ကဒီကနေ့နေ့လယ်ပိုင်းမှာလေကြောင်းကနေပုံချဲခဲ့တယ်လို့ဒေသခံအချို့ကပြောပါတယ်။မနီကညကလိုပဲမျိုးတွေကိုစက်တိုက်သွားကြတာအယက်သားတွေအတွက်ကတော့တကယ့်ကိုအန္တရာယ်ကြီးနေတာပါ။စစ်တပ်ကအယက်သားတွေကိုပြစ်မှတ်ထားပြီးတိုက်ခိုက်နေတာလို့ရှမ်းမြောက်ဒေသခံတအူကပြောပါတယ်။အောက်တိုဘာ16ရက်မိုးလယ်12နာရီခွဲနဲ့ တနင်္ဂနွေ20မိနစ်အကြာမှာနန်ဆန်မိုမိတ်မိုင်းငေါ်နဲ့မန်တုံမြို့နယ်တွေကိုဘုံဘက်ကျဲသွားတာလို့သိရပါတယ်။ဖုံးလိုင်းဆက်သွယ်ရေးအခက်အခဲကြောင့်ထိခိုက်ပျက်စီးမှုအခြေအနေတွေကိုမသိရသေးပါဘူး။စစ်ကောင်စီကလေကြောင်းကဘုံချဲတိုက်ခိုက်ရမှာမြို့ထဲနေရာတွေကိုပြစ်မှတ်ထားတိုက်ခိုက်လာခြင်းဖြစ်တယ်လို့ဆိုပါတယ်။ဆွေးနွေးပွဲမဖြစ်ခင်မှာသူတို့ကစစ်ရေးအရဖိအားပေးတဲ့သဘောမျိုးလေးဖြစ်နိုင်တယ်ပေါ့ဗျာ။နောက်ပြီးတော့ရွေးကောက်ပွဲလည်းနီးလာတဲ့အခါအဲဒီကိစ္စနဲ့လည်းဆက်ဆက်မှာပေါ်လို့တောင်းတရင်ရင်းမြစ်ကပြောဆိုပါတယ် အလားတူစစ်ကောင်စီကဒီနေ့ညနေ2နာရီကျော်ခန့်မှာမိုးကုတ်မြို့အနောက်ပိုင်းကိုလည်း Jet Fighter နဲ့လည်းပုံချဲတိုက်ခိုက်သွားပါသေးတယ်။ဒါကြောင့် TNL ထိန်းချုပ်ထားတဲ့မြို့နယ်တွေအနက်မြို့ငါမြို့ကိုနိုင်ပိုင်းအတွင်ပုံချဲခဲ့တာဖြစ်ပါတယ်။တရုတ်အစိုးရရဲ့ဂျောင်းဝင်စီစဉ်မှုနဲ့စစ်ကောင်စီနဲ့တအောင်တက် TNL အကြားဆွေးနွေးပွဲထပ်မံဖြစ်လာနိုင်တယ်လို့ပြောပါတယ်။နောက်ပြီးတော့လည်းသူတို့တင်ထားတဲ့မြို့တွေပေါ်တော့ကြောင်မဲတီပေါ်သူတို့ဝင်ပြီးတဲ့မြို့တွေကိုပြန်ပြီးမှမနှောက်ရှက်နိုင်အောင် ပပလေတွေကိုစည်ရေးဖိအားပေးတာမျိုးလည်းဖြစ်နိုင်တယ်လို့ရှမ်းမြောက်ကစည်ရေးလိလာသူတအူကပြောပါတယ် TNL ကလည်းစစ်ကောင်စီရဲ့အောက်တိုဘာ16ရက်လေးကျောင်းတိုက်ခိုက်လာမှုကိုအတိပေးထုတ်ပြန်ထားပါတယ်နတ်ဆန်နဲ့မန်တုံမြို့ကိုစစ်ကောင်စီကဒီကနေ့မိုးလက်တနားမှလေးကျောင်းတိုက်ခိုက်လာပြီးအသေးစိတ်အခြေအနေတွေဆက်လက်အတိပေးမယ်လို့ဖော်ပြထားပါတယ်စစ်အုပ်စုကအောက်တိုဘာလ18ရက်ညပိုင်းမှာလည်းနတ်ဆန်နံပါတ်2နောင်ချိုနဲ့ကြောင်မဲမြို့နယ်တွေကိုပုံချဲတိုက်ခိုက်ခဲ့ပါတယ် နတ်ဆန်မျိုးနဲ့ကွမ်ဟဲချေးရွာကိုပုံကျဲတိုက်ခိုက်မှုမှာ10နှစ်အရွယ်ကလေးငယ်တအူးအပါဝင်အယက်သား6ဦးသေဆုံးပြီး4ဦးထဏ်ရန်ရရှိခဲ့ပါတယ်။ TNL ဟာ2023ခုနှစ်အောက်တိုဘာလ28ရက်နေ့စတင်ခဲ့တဲ့2029စစ်စင်ရည်နဲ့တူရှမ်းပြည်နယ်မြောက်ပိုင်းကကြောက်မဲမျိုး၊တီဘောနတ်ဆန်၊မိုင်းလုံး၊မိုးမိတ်၊မှန်တုံ၊နမတူ၊ကိုကိုင်း၊နောက်ချိုနန်ခမ်းမိုင်းငေါ်မြို့နယ်မန္တလေးတိုင်းကမိုးကုတ်မြို့စုစုပေါင်း12မြို့ကိုတိမ့်ပိုက်ထိန်းချုပ်ထားခဲ့တာပါ။ ဲဒီမျိုးနယ်တွေကနောင်ချိုမြို့ကိုဖိခဲ့တဲ့ဇူလိုင်လလယ်မှာစစ်ကောင်စီကပြန်သိမ်းယူခဲ့ပြီးအော်တိုဘာလ၁ရက်နေ့မှာကြောင်မဲမျိုးနဲ့အော်တိုဘာလ၁၈ရက်နေ့မှာတီဘောမျိုးတို့ကိုချက်မှန်ထိန်းချုပ်နိုင်ခဲ့ပါတယ်။ဒါပြင် TNL ထိန်ချုပ်ထားတဲ့ကိုမျိုးတွေက၄မျိုးကိုအောက်တိုဘာ၁၉ရက်မှာဘုံဆက်တိုက်ကျဲခဲ့တာဖြစ်ပါတယ်။ဒါပြင်စစ်ကောင်စီဟာ TNL ထိန်ချုပ်မျိုးရွာတွေကိုအောက်တိုဘာလအတွင်းလေးချောင်းတိုက်ခိုက်မှုဆက်တိုက်ပြုလုပ်လျက်ရှိရာအောက်တိုဘာ၁ရက်ကနေဒီကနေ့၁၉ရက်နေ့အထိအချိန်၃၀ကျော်ရှိပြီဖြစ်ပါတယ်။ ကြောင်မဲတီပေါ်မှန်တုံမိုးမိန်မိုင်းငော့မိုင်းလုံးမိုးကုတ်နံပါတ်2နန်းဆန်စတဲ့မြို့တွေကိုစစ်ကောင်စီကလေချောင်းတိုက်ခိုက်ခဲ့လို့ကလေးငယ်တွေအပါဝင်ပြည်သူ40ဦးနိဗာတိဆုံးက55ဦးတမနေဒဏ်ရာရရှိခဲ့ပါတယ် TNL ခေါင်းဆောင်တအုပ်ဖြစ်တဲ့ဖိုးချုပ်ဓာဖုံးကျော်ကဒီကနေ့မိုးလဲပိုင်းမှာထုံးတို့ထားမယ်မနက်နေ့ကညနေညတကောင်ဇက်တိုင်လာရဖုံးချေးနေတာကျဲတဲ့သူကျဲဖို့စော်အောသူကျဲခံရတာကိုဝမ်းမြောက်လက်ခုပ်တီးသူအားလုံးကို ထုံးတေချာတို့မှတ်ထားမယ် အလဲဆိုတာရှိစမြဲပဲလို့သူရဲ့ Facebook မှာရေးသားခဲ့ပါတယ်။ဆက်လက်ပြီးတနင်္သာရီမျိုးနဲ့တမုတ်ချုံရွာအနီးကစစ်ကောင်စီတပ်ကတော်လန်ရေးပူပေါင်းတက်တိုက်ခိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြသွားမှာဖြစ်ပါတယ်။တနင်္သာရီမျိုးနဲ့တမုတ်ချုံရွာအနီးတက်ဆွဲထားသောစစ်ကောင်စီတပ်ကတော်လန်ရေးပူပေါင်းတက်ကတိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်သိဆုံးမှုရှိခဲ့တယ်လို့တိုက်ပွဲမှာပါဝင်ခဲ့တဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF မြိတ်ခရိုင်အမှတ်1တရင်ကသတင်းထုတ်ပြန်ပါတယ်။ တနင်္သာရီမြို့နယ်တမုတ်ချုံရွာအနီးတက်ဆွဲထားတဲ့စစ်ကောင်စီတပ်ကတော်လန်ရေးပူပေါင်းတပ်တွေကအော်တိုဘာ16ရက်နေ့မှာဝင်ရောက်တိုက်ခိုက်ခဲ့ရာ55မိနစ်ကြာတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်။အဲ့ဒီတိုက်ပွဲမှာစစ်ကောင်စီတပ်က၄ဦးသေဆုံးနိုင်တယ်လို့မြေခရိုင်တရင်နှစ်ကထုတ်ပြန်ထားပါတယ်။တော်လန်ရေးပူပေါင်းတပ်ကပြန်လည်ဆုတ်ခွာသွားလို့ဒီကနေ့အော်တိုဘာ19ရက်မှာတော့တိုက်ပွဲမရှိဘူးလို့မြေခရိုင်အမှတ်နှစ်တရင်သတင်းပြန်ကြားရေးတာဝန်ရှိသူကပြောပါတယ်။အခုတော့သူတို့လည်းညင်နေပါတယ်။တမုတ်ချုံရွာကတော့ ပြန်မဆုတ်သေးပါဘူးလို့သတင်းပြန်ကြားရေးတာဝန်ရှိသူကစစ်ကောင်စီတပ်တွေဂျေးရွာအနီးဆက်ရှိနေတဲ့အခြေအနေကိုပြောပါရယ်စစ်ကောင်စီတပ်ကိုမြေခရိုင်မှတ်နေတရင်တက်ခွဲနှင်းကော်တောင်ခရိုင်တရင်တင် Dragon Squad Drone တပ်ဖွဲ့တနင်္သာရီမြို့နယ်ပကဖတပ်ဖွဲ့တို့ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီးပူးပေါင်းတပ်ဖွဲ့ဘက်ကအထူးကြိုင်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့အသိပေးထားပါရယ်